အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရတာကျွန်တော် here we go အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် အဲ့လက်ရှိမှာတော့ကျွန်တော်တို့လက်ရှိအပြောင်းရွှေ့ရာသီတော့မရောက်သေးဘူးလက်ရှိမှာရာသီတော့မကုန်သေးတဲ့အချိန်မှာ Chelsea အသင်းကတော့ဒါကျွန်တော်တို့လက်တွက်နေတယ်လို့ပဲပြောလို့ရမယ်ဒီမှာပါပါတယ်လက်ရှိမှာတည်ပြီးသားဖြစ်နေပြီလက်ရှိကြာကျွန်တော်တို့ Chelsea အသင်းနေတယ်ကျွန်တော်တို့ခိုးရက်ပိုင်းနှစ်ရက်လောက်ကမှဒါကျွန်တော်တို့ Sporting ရဲ့ right wing ကစားသမားလေးဖြစ်နေတာကျွန်တော်တို့ Giovanni Quanta ကိုဒါကျွန်တော်တို့ Chelsea အသင်းကနေပြီးတော့ခေါ် Unite line နေပြီးဖြစ်နေပြီဆိုကျွန်တော်ကျွန်တော် breaking news အနေနဲ့တင်ဆက်ပေးခဲ့တယ်ပေါ့နော်ဒါမှလည်းပြောဒီကစားသမားမနေ့ကမညလောက်ခရေကတာ breaking news ဖြစ်ခဲ့ပေမဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ပွဲကြိုသုံးသပ်ချက် ည်ပြီးသွားမှသာလက်ရှိမှာကျွန်တော် breaking news အနေနဲ့ပြောလို့ရခဲ့တာဖြစ်တယ်ပေါ့နော် breaking news မဟုတ်တော့ဘူးဒီတိုင်းပဲ here we go လို့ပဲပြောချလိုက်တာဖြစ်တယ်အဲ့တော့ Chelsea တင်းရဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ sporting ကပဲဒါကျွန်တော်တို့ last performance မှာတော့ပြီးအငှားနဲ့စွန့်နေတဲ့ဒါကျွန်တော်တို့လူငယ်ချာတိတ်ကစားသမားလေးအသက်အရွယ်အဖြစ်ခုမှကျွန်တော် အသက်20ပဲရှိတဲ့လူငယ်ကစားသမားလေးကိုတော့ထပ်မံပြီးတော့ခေါ်ယူလိုက်နိုင်ပြီဆိုတဲ့ပုံစံမျိုးကိုတော့လက်ရှိမှာဒါကျွန်တော် Fabrizio Romano က Here we go အနေနဲ့တင်ဆက်ပေးထားခဲ့တာဖြစ်တယ်။သူနာမည်ကတော့ကျွန်တော်အဆူကိုလိုပဲခေါ်ပါရတယ်။ဒါကျွန်တော်လက်ရှိမှာ Las Palmas မှာသွားငါအငါကစားနေ။အဲ့တော့ခွန်တာနဲ့တော့မတူပြဒီကစားသမားကိုကျွန်တော်တို့ကသိမရင်းနေကျွန်တော်ဆိုအခုလက်ရှိဒါကျွန်တော်တို့မနေ့ကသတင်းထွက်မှာပဲကြားဘူးတယ်လို့ဆိုလို့ရမယ်တော့ပါတယ်။ဒီကစားသမားကလက်ရှိမှာဒါကျွန်တော်ပေါ်တူဂီနိုင်ငံသားဖြစ်ပြီးဒါကျွန်တော်ပေါ်တူဂီနိုင်ငံလက်သားလက်ခံယူထားတယ်လို့ပြောလို့ရတယ်မှာပါ။အဲ့တော့လက်ရှိမှာဒီကစားသမားနေရာနေရာဆော့တယ်ဒါကျွန်တော်တို့လက်ရှိက ချာချယ်ဆီအသင်းနဲ့အန်ဝင်ဂွင်ကြမဲ့နေရာပုံစံမျိုးလို့ပြောလို့ရတယ်။စန်တာမစ်ဖီးရဲ့ဒက်ဖန်စစ်မစ်ဖီးတိုင်းနေရာမျိုးကျွန်တော်တို့ဒါချယ်ဆီအသင်းနေနဲ့ဒါ so so လေးရကစားတော့ခေါ်ယူခဲ့တယ်လို့ပဲဆိုလို့ရမယ်တော့ပါပါဘောနော်အဲ့တော့မြို့သူမင်းစူစီကာမူတာကျွန်တော်တို့လက်ရှိမာဖာဗီဂျီရိုမာနိုတင်ဆက်ပေးဖို့ရဆိုရင်တော့ဒီကစားမတော်မအတွက်ဒါကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဒါတိုတယ်အားဖြင့်ဒါကျွန်တော်တို့22တန်းယူရိုပေးလိုက်ရတယ်လို့ကြားသိရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အစားကိုကဒါကျွန်တော်တို့ Chelsea အသင်းရဲ့ first team ကို join မှာဖြစ်ပါတယ်သူနေတာကျွန်တော်တို့ Strasbourg ကို join မှာမဟုတ်ဘဲနဲ့လက်ရှိမှာ Chelsea အသင်းကိုလာ join မှာဖြစ်တယ်လို့ကြားသိရတယ်မှာပါပါတယ်အဲ့တော့လက်ရှိမှာတော့ detail လေးပြောအောင်ဒါကစားသမားကလက်ရှိမှာဒါကျွန်တော်အပြောင်း ရှိဇီနိုယာယူရို22တန်ကြာတင်ခဲ့တာဖြစ်ပြီးတော့ဒါကျွန်တော်တို့ချက်စီအသင်းကိုဒါကျွန်တော်တို့ဒါခွန်တာနဲ့မတူတဲ့ချက်ကသူကတော့လာမင်နွေယာဒီမှာဒီကစားသမားက join မှာဖြစ်တဲ့လူကြားသိရတယ်မှာပါတယ်ဂျိုဗာနီခွန်တာနေနဲ့ကျွန်တော်ဒါချက်စီအသင်းကို2026မှာဒါ join မှာဖြစ်ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့အာဆူโกကတော့လက်ရှိချက်စီအသင်းနဲ့ဒါကျွန်တော်တို့ လာမယ့်နေရာဒီမှာဒါ join မှာဖြစ်တယ်လူကြားသေးရတယ်မပါအဲ့တော့ကစားသမားကလက်ရှိဒါကျွန်တော်တို့ quarter နဲ့ need to beta ကျွန်တော်9နှစ်စာရုပ်ချုပ်မယ်လူကြားသေးရတယ်မှာပါတယ်တချို့သော caller ဟာဒီမှာ7 plus 1လူတွေကြားရတယ်မှာပါအဲ့တော့လက်ရှိမှာ quarter ကအာဆူကိုကိုကဒါကျွန်တော်တို့နှစ်ယောက်လုံးအတွက်ဒါ sporting bag ကိုဒါကျွန်တော် Chelsea အသင်းနေနဲ့ Euro 80တန် package ပုံစံမျိုးပေးခဲ့ရတယ်လူကြားသေးရတယ်မှာပါတယ် quarter တက်ကဒါကျွန်တော် Euro 44ဟုတ်ဆို Euro 48တန်းနဲ့အတူဒါကျွန်တော်2026မှာခေါ်မယ်အာဆူကိုကလာမယ့်နေရာဒီမှာ Chelsea အသင်းကိုလာရ join မှာဖြစ်ပြီးတော့ ပြောင်းရွှေ့ခြင်းယူရို22တန်းပေးခဲ့ရလူကြတိရတယ်မှာပါတော့နှစ်ခုပေါင်းချင်းကိုတော့ Chelsea အသင်းကတော့ယူရို80တိတိဒါအပြောင်းရွှေ့ရသည်တော့တရဝင်းမရောက်သေးပဲတရဝင်းခေါ်ခဲ့လူကြတိရတယ်မှာပါတယ်ခွာနာနဲ့တူဒီကစားသမားကလည်းဒါကျွန်တော်ပေါ်တူဂီမြေမှာပဲဈေးကျွန်တော်ဈေးအောင်ပေါ်တူဂီမြေမှာပဲဒါကျွန်တော်ဆေးစစ်ခဲ့တယ်လူကြတိရခဲ့တယ်မှာပါတယ်လက်ရှိ last performance ဒီကစားသမားကကျွန်တော်18ပွဲတိတိပွဲထွက်ထားတာတွေ့ရမှာဒါဆိုရင်တော့ဒါကျွန်တော်လက်ရှိ starting 11 line up မှာဒါကျွန်တော်80ရာခိုင်နှုန်းဆိုတော့ဒါကျွန်တော်ကစားသမားနဲ့အသက်ရွယ်နဲ့မလိုက် last performance မှာဒါကျွန်တော်နေရာတနေရာရနေတဲ့ကစားသမားတယောက်လို့ပြော လို့ရမယ်ဒီမှာပါတယ်လက်ရှိမှာတော့ကျွန်တော် Sporting ကတော့ဒါကျွန်တော်တို့အဲချက်စီကိုဒါအပြောင်းရွှေ့ရာသီမရောက်ခင်မှာနေယူရိုတန်း80ဘုကစားသမားအယောင်ချနိုင်ခဲ့တယ်လို့ဆိုလို့ရမယ်ဒီမှာပါအဲ့တော့ဒီကစားသမားတော့ပုံမွင့်လင်းလင်းပြောမှာဆိုလုံးဝကိုမယင်တည်ဘူးအခုလက်ရှိဒါကျွန်တော်အခုမှအကြဘူးဒါပဲဖြစ်တယ်လို့ကျွန်တော်နေပုံမွင့်လင်းလင်းဝန်ခံပြရစီပေါ့နော်လက်ရှိမှာ tactic ကိုဒီကဒီကစားသမားကောင်းတယ်မကောင်းဆိုရဲဆိုတာအမျိုးမျိုးပြောနေတာရှိတယ်ဒါပေမဲ့ခုနကပုံမွင့်ချက်စီတင်တဲ့ဒါဟာ investment လားဒါခုန sporting နဲ့ဒါကျွန်တော်တို့အစဉ်ပြေအောင်ဒီလိုပဲဝယ်လိုက်ရတာလားဒါတို့ကကျွန်တော်မသိသေးဒါပေမဲ့လက်ရှိမှာချက်စီအသင်းကဒီကစားသမားကိုဒါကျွန်တော်တို့ အဲ Strasbourg ကိုတော့ကျွန်တော်တို့အငားနဲ့ပြန်ချမယ့်သဘောမှမရှိဘဲနဲ့ Chelsea အသင်းရဲ့နံပါတ်1နေရာ အတွက်ဒါကျွန်တော်တို့ဒါ first team ပေါ့နော် Chelsea team ရဲ့ first team မှာနေရာပေးဖို့အတွက်ဒါပြင်ဆင်သွားမယ်လို့ကြားသိရတယ်မှာဘာပြောချင်တာဒါလည်းရှိ Chelsea team ရဲ့ B team ပေါ့နော်ဒါကျွန်တော်တို့လည်းရှိ Conference League တို့ဘာလို့ဒါ FA Player တို့ဒါ Carabao တို့မှာဒါကျွန်တော်တို့ပိုပိုလွယ်တဲ့အသင်းသားတွေနဲ့တွေ့မယ်ဆိုရင်ဒါဝင်ပြောက်ပြီးဆော့လို့ရမယ်အနေထားတစ်ရက်ကိုရောက်သွားမယ်လို့မြင်ဘယ်လိုပဲပြောပါလက်ရှိမှာ Chelsea team အနေနဲ့ဒါကျွန်တော်အပြောင်းရွှေ့ရသည်တောင်မရောက်သေးခင်မှာဒါကစားသမား2ယောက်ကိုဒါကျွန်တော်တို့တရားဝင်ခေါ်ယူနိုင်ခဲ့တာကတော်တော်လေးကိုကြီးကျူးမှုကောင်းတယ်လို့ပြောလို့ရတယ်ဒီနှစ်ယောက်အတွက် Chelsea team က Euro 2023တုံးတာလေ Quanta ကလာမယ့်2026 ောင်းမှာ join မယ်အခုလက်ရှိကတော့ကျွန်တော်တို့အာဆူကိုကလာမယ့်နေရာဒီမှာ join ဖြစ်တယ်အဲ့တော့ချက်စီသင်းကတော့လက်ရှိမှာကျွန်တော်တို့အာဆူကိုကို9နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်ကစားသမားတော့ DM နေရာနဲ့ CM နေရာနှစ်နေရာကစားတဲ့ကစားသမားတယောက်ဖြစ်ပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်ညံ့ๆလေးလေးကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလေ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပို့ကျွန်တော်အားပေးလို့ရပါတယ်မမိုင်းလေးကလစ်ဖို့မမိကြပါနဲ့ညံ့ๆကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးပဲကျူးတူပါတယ်ကောင်း မွန်တော့နီလီနေဖြစ်ပါစုံမောင်းတောင်းပြနေပဲကျွန်တော်တို့ပွဲပြီးသုံးသက်ချက်မှပြန်တွေ့ကြတာပေါ့ဒေးပါဗျာ